ပြီးခဲ့တဲ့ပိုင်းမှာတော့မာလင်းကိုကုတာပေးရင်ဇေဒရီနဲ့တွေ့ခဲ့တဲ့အဲလစ်ဘတ်တရာအမှတ်ညံတွေကိုပြန်ရသွားခဲ့ပါတယ်။သူမမှတ်ညံတွေအကုန်လုံးကိုပြန်ရသွားရင်၃ရက်အတွင်းတရားလိမ့်မယ်လို့မယ်လီယိုရက်ကပြောလိုက်တာကြောင့်အားလုံးကလည်းအံ့ဩသွားခဲ့ကြပါတယ်။ဒါကငါတို့နှစ်ယောက်ရဲ့ကံကြမ္မာပဲ။ထပ်ပြီးတော့ပုံကွက်စရာမလိုတော့ဘူး။မင်းတို့ကငါပြောပြမယ်။နှစ်၃00ကျောင်းထားရှိခဲ့တဲ့ငါတို့ရဲ့ဟီမန်ချက်ကိုပြောပြပါမယ်လို့မယ်လီယိုရက်ကပြောလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်၃00ကမြင်းမြတ်စစ်ပွဲကြီးအတွင်းမှာအဲလစ်ဘတ်နဲ့ငါကငါတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက်အပြစ်ပေးခြင်းကိုခံခဲ့ရတယ်။ငါက ာမိစားတကောင်ဖြစ်ပေမဲ့နဗျားတွေဘက်မှယက်တီပေးခဲ့တယ်၅ရက်မျိုးရဲလူတွေကိုတစ္ဆာပေါက်ပြီးတပြတ်တာတွေကိုလုခဲ့တယ်လေအဲဒီလောက်ရက်က၅ရက်ပြစ်တွေပဲသူကတော့မိစားတကောင်နဲ့အတူရှိပြီးရန်သူကိုကယ်ပေးခဲ့တဲ့အတွက်အပြစ်ပေးတာကိုခံခဲ့ရတယ်လို့မယ်လီယိုဒက်စ်ကပြောပြခဲ့ပါတယ်အပြစ်ပေးတယ်ဟုတ်လားဘသူကအပြစ်ပေးတာလဲလို့ကင်းကမိလိုက်တဲ့အခါနဗျားနှစ်ပါးကပြစ်ပေးခဲ့တာလေနဇိုးတွေကိုအုပ်ချုပ်တဲ့နဇိုးဘရင်ကြီးနဲ့နဗျားအဖွဲ့ကိုအုပ်ချုပ်တဲ့အမြင့်မြတ်ဆုံးနဗျားမာတို့ကငါတို့ကိုပြစ်ပေးခဲ့တာလို့ပြောလိုက်ပါတယ်သူတို့နှစ်ယောက်ရဲ့စွမ်းရ တွေကိုရင်ဆိုင်နိုင်မဲ့စွမ်းအားမျိုးငါတို့မှမရှိခဲ့ဘူးအဲ့ဒီနောက်တော့ငါတို့တွေကတည်သွားခဲ့တယ်တည်တယ်လို့ငါထင်ခဲ့မိတာလို့ပြောရင်ပုံမှန်ပဲတင်တယ်အချိန်တွေဘလောက်ကြာအောင်ကုန်ဆုံးသွားခဲ့လဲတော့ငါမသိပေမဲ့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာငါဟာနိုးထလာခဲ့တယ်ငါရဲ့တန်ရာတွေရထားတဲ့ခန္ဓာကိုယ်ဟာလည်းချစ်ရလေးတကူတော့မရှိတော့ဘဲနဲ့အကောင်အတိုင်းပြန်ဖြစ်နေခဲ့တယ်ဒါပေမဲ့ငါဘေးမှာလဲလျောင်းနေတဲ့အဲရစ်ဘတ်ကတော့တည်ဆုံးနေခဲ့တာပေါ့ငါတို့နှစ်ယောက်ပါရီဖြစ်ပျက်သွားခဲ့လဲဆိုတာကိုတော့ငါဘယ်လိုမှစဉ်းစားလို့မရခဲ့ဘူးအေးဆန်းနေတဲ့အဲရစ်ဘတ်ရဲ့လောင်းကိုဖက်ပြီးငိုကြွေးနေတာပဲတတ်နိုင်ခဲ့ တယ်မြင်းမြစ်စစ်ပွဲကြီးကတော့ငါတရီလင်းနေတဲ့အချိန်မှာပြီးဆုံးသွားခဲ့တဲ့ပုံမှာပဲနောက်တော့ငါအသက်လည်းဆက်ပြီးတော့ကြီးမလာခဲ့တော့ဘူးမြင်းမြစ်စစ်ပွဲရဲ့တန်းကိုခံထားရတဲ့ဗြိတန်းနီးယားတခွင်ကိုရောက်သွားနေတုန်းမှာငါတို့နှစ်ယောက်ထပ်ပြီးတော့ဆုံတွေ့ခဲ့တယ်အဲလစ်ဘတ်ကတည်သွားခဲ့တဲ့ဆိုပေမဲ့နောက်ထပ်အဲလစ်ဘတ်တယောက်ကထပ်ပေါ်လာခဲ့တယ်လေထပ်ပေါ်လာတဲ့တယောက်မှာတော့အတောင်ပံတွေမရှိပေမဲ့သူဆိုတာတော့ငါစိတ်ထဲကနေအသေးချာတည်နေခဲ့တယ်ဒါပေမဲ့ငါဘက်ကပဲတစ်ဖက်သက်ဝမ်းသာစိတ်ဖြစ်ခဲ့တာပါနောက်ထပ်ပေါ်လာတဲ့အဲလစ်ဘတ်ကဆက်ဆဆကျင်တော့ငါနဲ့ရင်းရင်းနှီးနှီးမနေခဲ့ပေမဲ့တဖြည်းဖြည်းနဲ့ငါ့ဘော်ဆက်ဆံပုံတွေနူးညံ့လာ ာခဲ့တယ်။အဲလိုနဲ့တနေ့မှာတော့သူ့ရဲ့ညာဘက်မျက်လုံးရောင်တွေကအစာပြောင်းလာခဲ့ပြီးသူ့ရဲ့စွမ်းတွေကိုစားပြီးရလာခဲ့တယ်။သူ့ရဲ့နှစ်ပြားဘွယ်ရဲ့တင်ဂေတာပေါ်လာတာနဲ့အတူသူ့ရဲ့ကုသခြင်းစွမ်းတွေကိုပါပြန်ရလာခဲ့တယ်လေ။အဲဒီရဲ့ချိန်မှာသူဟာအဲလိဇဘက်ဝင်စားတာမှန်ငါးစိတ်ထဲမှာလုံဝတီချသွားခဲ့တာပေါ့။သူ့အတန်းသူ့ပုံစံနဲ့သူ့နာမည်ကစားအားလုံးကအတူတူဖြစ်နေခဲ့တာလေ။သူစမ်းတဲ့ခံစားချက်တော့ငါးစိတ်ထဲဖြစ်မိခဲ့ပေမဲ့ငါအရန်ပျော်နေခဲ့လို့ငါတို့နှစ်ယောက်ရဲ့အကြောင်းကိုအကုန်ပြောပြမိခဲ့တယ်။အဲဒီလိုပြောပြခဲ့တာကြောင့်ပဲအဲလိဇဘက်ဟာတပြေးပြေးနဲ့အရာအားလုံးကိုစားမ မ်းမိလာခဲ့တယ်။နောက်တော့သူ့ရဲ့ဘယ်ဘက်မျက်လုံးအောင်မှာပြောင်းလဲသွားခဲ့တယ်လို့အစားကြည့်ပြီးအဲလိဇဘက်ပြန်ဝင်စားခဲ့တဲ့ပထမဆုံးအချိန်တွေ့ဆုံမှုကိုပြောပြခဲ့ပါရယ်။အရာအားလုံးကိုပြန်မှတ်မိသွားတဲ့အဲလိဇဘက်ဟာငါပြောတာကိုနားထောင်အောင်ငါတို့နှစ်ယောက်လုံးချိန်စာမိနေကြတာဟာလို့ပြောလိုက်ပါရယ်။ချိန်စာဟုတ်လား။ဘာကိုဆိုလိုတာလဲလို့မယ်လီယိုရက်စ်ကမေးတော့အင်းကိုငါပြောပြမှာပါ။ဒါပေမဲ့မပြောပြခင်မှာအရင်ဆုံးကားကိုကတိတခုတော့ပေးရမယ်။ဘာရီပဲဖြစ်လာပါစေငါထက်တရားအောင်မယ်ဆိုရင်တော့မှအဲဒီချိန်စာကိုပြအောင်နေလို့ပေးပါလို့အဲလိဇဘက်ကပြောလိုက်ပါရယ်။အကြောင်းဆုံးကိုပြောပြပြီး ုံရက်ကြာမှာတော့အဲလီစဘတ်ဟာဒူးရှိမှာပဲတည်ဆုံသွားခဲ့ပြန်ပါတယ်။နင်းအဖေနဲ့ငါအမေဟာငါတို့နှစ်ယောက်ကိုချိန်စာတိုက်ခဲ့ကြတယ်။ငါတို့နှစ်ယောက်တည်းကတယောက်ကိုထာဝရအသက်ရှင်ဝင်ပေးခဲ့ပြီးတယောက်ကိုတော့ထာဝရလူဝင်စားတဲ့ချိန်စာကိုပေးခဲ့တယ်။နင်းဟာဘယ်တော့မှအသက်ကြီးလာမှာမဟုတ်ဘူး။နင်းတည်သွားရင်တောင်မှပြန်ရှင်လာလိမ့်မယ်။ငါကတော့အရင်ဘဝကိုမမမီးတဲ့လူသားတယောက်အနေနဲ့ထမွေးပွားလာလိမ့်မယ်။တကယ်လို့ရင်ဘဝကိုပြန်မမီးပြီဆိုတာနဲ့ငါ့ကိုဘယ်သူပဲကာဝယ်ပေးပါစေ။ငါဟာတုံးရက်အတွင်းမှာတည်ရလိမ့်မယ်။တည်ုံနဲ့မပြီးသေးဘူး။ငါပြန်ပြီးမွေးပွားလာတိုင်းနင်းနဲ့တေချာပါ ကိုထပ်ဆောင်တွေ့ရပြီးတော့နေနဲ့ထချက်ရမယ်ပြီးရင်နေရှင်းမှာပဲတရားလိမ့်မယ်လို့ပြောပြခဲ့ပါဗျာ။ မယ်လီယိုဒက်စ်ပြောပြနေတဲ့အကြောင်းအရာတွေကိုနားထောင်ပြီးအားလုံးကအော်အော်မြင်တတ်နေကြတယ်လို့ဝက်ဆရာကြီးကတော့ဝန်ထဲလုံးလုံးငုံနေခဲ့ပါတယ်။အဲဒီလိုတွေဖြစ်ပျက်နေတာကအနှစ်ပေါင်း၃၀၀တောင်ရှိသွားခဲ့ပြီဖြစ်ပြီးပြန်မွေးဖွားလာတဲ့အလိဇဘက်ပေါင်း၁၀၈ယောက်နဲ့လည်းမယ်လီယိုဒက်ကဆုံခဲ့ပြီးဖြစ်ပါတယ်။ပြန်မွေးဖွားလာတဲ့အလိဇဘက်တိုင်းကလည်းအဲဒီလိုပါပဲ။အတန်းငယ်ငယ်လေးနဲ့ယင်ဘဝကိုပြန်မမှီခဲ့တာလည်းရှိဘူးတယ်။ပြီးတော့သူရှိမှပဲတည်ဆုံသွားခဲ့ပြန်တယ်။အဲဒီနောက်နောက်ထပ်အလိဇဘက်တစ်ယောက်နဲ့ထပ်ဆုံပြန်တယ်။အရင်ဘဝကိုလုံးဝမမှန်မီတဲ့ဘဝလည်းရှိခဲ့ဘူးတာပေါ့။ဒါပေမဲ့အသက်ကြီးရင်းမှုနဲ့သူရှိမှပဲတည်ဆုံသွားပြန် ြန်ပါတယ်။အဲဒီနောက်မှာတော့အခုအဲလီဇဘက်ကိုမွေးဖွားလာတဲ့အကြောင်းရင်းကလွန်ခဲ့တဲ့စကြောင်းနှစ်တုန်းကဒါနာဘောမှာပြပြခဲ့ပါတယ်။အဲဒီတုန်းကသူဟာမာလင်ရဲ့အကူအညီကိုယူပြီးဒီဂျင်နာကိုကြိုးပြဖို့အတွက်ကြိုးစားနေခဲ့တာပါ။မာလင်ပြောပြခဲ့တာကတော့ထာဝရမောင်တို့တတဟာနဇိုးအဖွဲ့ကိုပိတ်လောင်မှုနဗျားရီတုံးခဲ့တဲ့ရှင်အောင်ပစ္စည်းဆိုတာပါပဲ။အဲဒီပစ္စည်းကိုတုံးပြီးတော့နဗျားရီရဲ့ဂျင်စာကိုဖျက်ဆီးနိုင်တယ်လို့ပညတ်တော်ဆယ်ပါးကိုလည်းလွတ်ပေးလို့ရတယ်လို့မာလင်ကပြောခဲ့ပါတယ်။ပညတ်တော်တွေကိုလွတ်ပေးပြီးလော်လော့ဆယ်မှာနဇိုးဘရင်ရဲ့စွမ်းကိုတုံးပြလို့ရနေတဲ့ဇယ်ဒရစ်ကို သုံးကြမယ်ဆိုရင်တော့နင်တို့နှစ်ယောက်မိနေတဲ့ချိန်စာကိုခြေပြတ်နိုင်မယ်ထင်တယ်လို့မာလင်ကပြောခဲ့ပါဗျာ။ သူတို့ကဒါလုတ်ပေးလိုက်ရင်အရန်ကိုအန်ဒီရဲများတာကြောင့်မယ်လီယိုဒက်စ်ကတော့မလုတ်ချင်ခဲ့ပါဘူးငါဟာသူတို့ရဲ့ခေါင်းဆောင်ဖြစ်ခဲ့တဲ့ငါလောက်စွမ်းမထက်တော့ဘူးပြီးတော့ဇဲဒရက်ကလည်းငါကိုတော်တော်မုန်းနေလောက်မှတေးကြတယ်ငါတို့ကိုကူညီပေးဖို့သဘောတူမှမဟုတ်ဘူးလို့မယ်လီယိုဒက်စ်ကပြောလိုက်ပါတယ်ဒါဆိုရင်လည်းနောက်ထပ်နီလန်တစ်ခုကိုငါတန်းရှာကြည့်ပေးပါမယ်လို့မာလင်ကပြောခဲ့တယ်ဒါပေမဲ့သူတို့မတီးလိုက်တာက နောက်ထပ်မိစ္ဆာတစ်ကောင်ဟာအခေါင်းရဲ့ဘိုင်းစာတွေကိုလိုက်စုနေတယ်ဆိုတာကိုပါပဲနတ်ဆိုးတွေကိုကိုးကွယ်တဲ့ဒါနာဗောကမော်ဇီယာတယောက်ဟာဖရာရင်းကိုပြန်တက်ရှင်စေခဲ့တယ်ပိတ်လောင်နာတာကိုခြေပြ ဖို့ဆိုရင်နဗျာတစ်ပါးရဲ့တွေကိုတူလိုအပ်ခဲ့ပါတယ်ဒါပေမဲ့နဗျာတွေဟာမျိုးတုံးပြောက်ခွဲသွားပြီးဖြစ်တာကြောင့်ဒါနာဘောမှာရှိတဲ့တက်ရှိတွေအားလုံးရဲ့အတက်ကိုစားထိုးပြီးတော့ပညတ်တော်ဆယ်ပါးကိုပြန်ခေါ်ဖို့လုပ်ခဲ့ပါတယ်ဒီလိုနဲ့ဒါနာဘောမှာမိစားတွေပေါ်ပေါက်လာပြီးလူတွေအများကြီးသက်သေဆုံးခဲ့ရပါတယ်ဒါပေမဲ့လဲဖရာရင်းရဲ့စီစဉ်ကမအောင်မြင်ခဲ့ပဲတိုက်တိုက်ဆိုင်ဆိုင်အဲဒီရဲ့ချိန်လစ်ကမယ်လီယိုဒတ်ကိုရှာနေခဲ့ပါတယ်မိစားတွေကသူမကိုမတက်ပဲရှောင်ပယ်သွားတာကိုကြည်ပြီးနဗျာမအဲလီဇဘက်ပြန်ဝင်စားမန်းကိုဖရာရင်းကတီးသွားခဲ့ကရစ်ဖို့ဆိုဖို့အတွက်လုပ်ခဲ့ပါတယ်ဒီလိုနဲ့လစ်က သူမျက်စိရှိမှနောက်တစ်ချိန်တည်ဆုံသွားခဲ့ပြန်တယ်။တီးမခန့်နိုင်တော့တဲ့မယ်လီယိုဒက်စ်ကအစွမ်းတွေပောက်ွဲထွက်ပြီးဒါနာဗောကိုပေါက်ကြီးလုပ်ပစ်ခဲ့တာလည်းဖြစ်ပါရယ်။၃ရက်၃ညလုံးလုံးဒါနာဗောကမီလောင်နေခဲ့တယ်လို့ဆုံရှုံမှုနဲ့ယူကျုံမရဖြစ်နေတဲ့၅ရက်စိတ်တွေနဲ့အတူအဲဒီနေရာမှာ၅ရက်ကြီးနေခဲ့တာပဲလုံနိုင်ခဲ့တယ်လို့မယ်လီယိုဒက်စ်ကပြောပြခဲ့ပါရယ်။ ဒါပေမဲ့လဲကြနေတဲ့မျိုးသမီးတယောက်ဟာသူသမီးလေးကိုကယ်တင်ပေးဖို့အကူအညီတောင်းခဲ့ပြန်ပါတယ်။အဲဒါက109ယောက်မြောက်သောအဲလိဇဘက်လူဝင်စားချင်းဖြစ်ပါတယ်။အခုချိန်ထိတိုင်အောင်106ယောက်မြောက်သောအဲလိဇဘက်တွေရဲ့ဆုံးတက်ကိုငါမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတယ်။အဲဒီလိုမျိုးဘယ်နှခါပဲကြုံတွေ့နေရပါစေ။ငါစိတ်ထိကကြေခွဲနေရဆဲပါပဲလို့မယ်လီယိုဒက်စ်ကတနာစပွဲပြောပြနေခဲ့ပါတယ်။အားလုံးကိုတောင်းပန်ပါတယ်။ငါအားလုံးကိုလင်ခဲ့မိတယ်လို့မယ်လီယိုဒက်စ်ကပြောလိုက်တဲ့အခါတကယ်လို့ချိန်စာကိုခြေပြနိုင်သွားရင်နင်းတဲ့အဲလိဇဘက်တို့ဘာဆက်ပြစ်မှလဲဆိုပြီးဒီယာနယ်က လိုက်ပါတယ်။ထာဝရအသက်ရှင်နေတာနဲ့ထာဝရလူဝင်စားနေတဲ့တန်တရာကငါတို့တွေလုံမြောက်သွားမှာပေါ့။အဲ့ဒါကငါတို့ရဲ့အဓိကရည်မှန်းချက်ပဲလေလို့မယ်လီယိုဒက်ကပြောလိုက်တယ်။ဒီအနေဟာအဲ့ဒီအကြောင်းအရာတွေကိုကြားပြီးငိုနေတာကြောင့်အခုငါတို့လောက်ရမှာကတစားကန်တွေကိုကယ်တင်ပြီးတော့ခမ်းမလောကိုကယ်တင်ရမှာလေလို့ပြောလိုက်ပါတယ်။လောလောဆယ်မှာတော့ခမ်းမလောကိုမော်ဂါယန်နဲ့ဖျောက်ထားတာကြောင့်ပင်မကဘာနဲ့တွေ့ပြီးတလို့ဖြစ်နေတယ်လို့မာလင်ကပြောလိုက်ပါတယ်။အရင်မြက်ကဒီနေရာလို့မာလင်ကလက်ညှိုးထိုးပြလိုက်ပြီးအဲ့ဒီနေရာကိုအရင်ကခိုလန်လို့ခေါ်ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာမှာ ုံးကကျောင်းမဘွယ်ရာတံပြက်မှုကြီးပြီးခဲ့တဲ့ကလူမနေတော့တဲ့မြို့ပြက်ကြီးပြစ်ခဲ့ဘူးတာပဲလို့ပြောလိုက်ပါရယ်အဲဒါကြောင့်ကိုလန်ကိုတွားပြီးဖြစ်တိမှုကိုတွေ့ပြီးနေစေတဲ့အရာတွေကိုဖြည့်ဆည်းကြရမှာပဲဖြစ်ပါရယ်ဒီလိုနဲ့တတိုင်းတွင်နဲ့ကာယံထားတဲ့ကိုလန်ကိုရောက်တော့ဇဲရီကသူတို့ကိုကြိုဆိုနေခဲ့ပါရယ်မင်းဒီကိုအဲလစ်ဘတ်ကြောင်ရောက်လာခဲ့တာလားဒါဆိုရင်တော့အဲဒီကောင်မတက်ရှင်နေတဲ့တုံးပဲပေါ့တော်တော်အာယုံနောက်ဖို့ကောင်းတာပဲလို့ပြောလိုက်ပါရယ်မယ်လီယိုဒက်စ်ဒါကထောင်ချောက်ပဲလို့မာလင်ကတားပေမဲ့မယ်လီယိုဒက်စ်ကတော့ရင်ဆိုင်ဖို့ပြေးဝင်သွားခဲ့ပြီဖြစ်ပါရယ်